အားလုံးပဲမင်္ဂလာပါရှင်။ရန်ကုန်ခေတ္တသတင်းဌာနကနေသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ပြည်သူများ၏မျှော်လင့်ချက်စန္ဒများအမြန်ဆုံးပြည့်ဝစေရန်ဆက်လက်ကြိုးစားရုန်းကန်တိုက်ပွဲဝင်သွားမည်ဟု AAC ဦးကြီးချုပ်ထုတ်မြန်နိုင်ကတိပြုတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ပြည်သူများ၏မျှော်လင့်ချက်စန္ဒများအမြန်ဆုံးပြည့်ဝစေရန်ဆက်လက်ကြိုးစားရုန်းကန်တိုက်ပွဲဝင်သွားမည်ဟု AAC ဦးကြီးချုပ်ထုတ်မြန်နိုင်ကတိပြုလိုက်ပါတယ်။ နိုဝင်ဘာလ9ရက်နေ့ကြာရောက်တဲ့အသက်48နှစ်မြောက်မွေးနေ့အဖြစ်မွေးနေ့ဆုတောင်းပေးကြသောသက်ဆိုင်ရာအဖွဲ့အစည်းလူပုတ်ကိုအယောက်ချင်းစီတိုင်းအတွက်ပြန်လည်ဆုတောင်းမြတ်တာပို့ကျေးဇူးတင်လွှာတွင် AACUC ချုပ်ဘိုးချုပ်ထွန်းမြတ်နိုင်ကအထက်ပါအတိုင်းတုံ့ပြန်ပြောဆိုလာခြင်းဖြစ်ပါသည် AACUC ချုပ်ကမွေးနေ့ဆုတောင်းစကားပြောပြချပါတော့ပြည်သူများရဲဘော်ရဲဘက်များနှင့်မိတ်ဆွေများအားလုံးအတွက်မိမိကလည်းကျမ်းမာလုံခြုံအေးချမ်းစွာရှိကြစေရန် ြန်လည်စူတောင်းမြေတာပို့တာပေးလိုက်ပါကြောင်းအေအေတမှုယုံတက်တော်ရဲဘော်ရဲဘက်များရခိုင်အမျိုးသားအဖွဲ့ချုပ်မှပြည်သူဝန်ထမ်းများအလုံးကလည်းပြည်သူများ၏မျှော်လင့်ချက်ဆန္ဒများအမြတ်ဆုံးပြဝစီရန်ဆက်လက်ကြိုးစားရုန်းကန်တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း AAC ဦးစီးချုပ်၏ကျေးဇူးတင်လွှာတွင်ရေးသားဖော်ပြထားပါသည်။ AA အနေဖြင့်မိမိ၏စစ်ရေးရှိမှတ်ချက်အတိုင်းပင်ဆက်လက်ချီတက်နေစေဖြစ်ပြီးအာရကတပ်တော်ကရခိုင်ပြည်နယ်အတွင်းရှိမြို့နယ်၁၄ခုကိုအပိသက်သိမ်းပိုက်ထိန်ချုပ်ထားကြောင်း စစ်တွေမျိုးနဲ့ကြောက်ဖြူမျိုးနဲ့နှင်းမန်အောင်မျိုးတို့ကိုသာတင်ပိုက်ရန်ကြန့်ရှိတော်ကြောင်းတိမ်ပိုင်ရန်ကြန့်ရှိနေသည့်မြို့နယ်၃ခုတွင်လည်းမြို့နယ်အတွင်းရှိနေရာအများစုကိုထိန်းချုပ်ထားကာစစ်ကောင်စီတပ်သားများမှမြို့ပေါ်၌ကြန့်ရှိတော့ကြောင်းအေအေကတရားဝင်သတင်းထုတ်ပြန်ထားပါရယ်။ရှင်ပြင်ရခိုင်နှင့်မကွေအဆက်ရခိုင်နှင့်အေရဝတီတိုင်းအဆက်ရခိုင်နှင့်ပဲခူးတိုင်းအဆက်များတွင်လည်းအေအေကပြည်သူ့ကောက်ွယ်ရေးတပ်မတော်နှင့်တွဲဖက်၍အကြံဖက်စစ်ကောင်စီတပ်များကိုတိုက်ခိုက်ထိမုန်းလျက်ရှိကြောင်းအေအေဤသတင်းထုတ်ပြန်ချက်အရသိရပါရယ်။ ဆက်လက်ပြီးညောင်လေးပင်တွင်မတိမ်မှုကျူးလွန်ပြီးပြည်သူများကိုညှဉ်းပန်းအနိုင်ကျင့်နေသောဖြူစော်တီငမျိုးပြစ်ခတ်ခံရပြီးသေဆုံးနေဆိုတဲ့သတင်းကိုချင်းဆက်ပြီးသားမှာဖြစ်ပါတယ်။ပဲခူးတိုင်းညောင်လေးပင်မြို့နယ်စီပင်ကျေးွာတွင်မတိမ်မှုကျူးလွန်ပြီးပြည်သူများကိုညှဉ်းပန်းအနိုင်ကျင့်နေသောဖြူစော်တီငမျိုးပြစ်ခတ်ခံရပြီးသေဆုံးသွားကြောင်း Nine Star Underground 4ပဲခူး region မှတာဝန်ရှိသူကသတင်းဌာနကိုပြောကြားပါတယ်။ရှမန်နီနိုဝင်ဘာလ10ရက်နေ့ညနေ9:25မိနစ်အချိန် မြောင်လေးပင်မြို့နယ်စီပင်ကြီးရွာမှာအုတ်ချုပ်ရည်မှုလည်းဖြစ်ဖြူစောတိကောင်းဆောင်လည်းဖြစ်သူမိမိဦးဤတပီးဖြစ်သူဖြူစောတိငမျိုးကိုပြစ်ခတ်ခဲ့ပြီးပွဲချင်းပြီးတည်ဆုံသွားကြောင်းအလာတူရင်းနှစ်တွင်ပင်တရက်တည်းဖြူစောတိကောင်းဆောင်မင်းမင်းဦးကိုလည်းပြစ်ခတ်ရှင်းလင်းခဲ့ကြောင်းသိရပါတယ်။သူ့ဆရာမင်းမင်းဦးကို၅ချက်တပည့်ဖြစ်တဲ့ငမျိုးကို၂ချက်တရက်ထဲ၂ကောင်ရှင်းလင်းခဲ့တာပါ တက်ကိုတိုက်ရိုက်သတင်းပေးနေတဲ့ငမျိုးကိုတော့သူနေတဲ့အင်းတဲကနေပဲချော့ခေါ်ပြီးစစ်တောင်းမြစ်ပေးမှာပဲကြီးနှစ်ချက်နဲ့ပြစ်ခတ်ရှင်းလင်းခဲ့ပါတယ်ဟု9 Star Underground 4ဘကိုးရီချက်မှတာဝန်ရှိသူကသတင်းဌာနကိုပြောကြားပါတယ်။တေဆုံသွားသောပြူစော်တီငမျိုးမှာတော်လရေးအင်အားစုများဤမြေပြင်လှုပ်ရှားသတင်းများကိုစုံစမ်းထောက်လှမ်းပြီးစစ်တပ်ထံသို့တိုက်ရိုက်သတင်းပေးပို့ခြင်းပြည်သူများကိုအနိုင်ကျင့်ပြီးမရိမှုအတိပါကျူးလွန်ရန်ကားနေသူဖြစ်ကြောင်းသူနှစ်မတည့်သူများကို PDF ထောက်ပို့မှုအမိတက်က ဝိညာဉ်ချင်းစစ်မှုရန်ပေါ်တာဆွဲခြင်းလှုပ်ဆောင်နေသူဖြစ်ကြောင်းသိရပါတယ်။မကိုတိုင်းညောင်လေးပင်မြို့နယ်တွင်ပြည်သူများကိုဒုက္ခပေးနေသည့်စစ်တပ်၏တောက်တိုင်များကို9 star UG အဖွဲ့လက်လန်းမိသည်များရှင်းလင်းသွားမည်ဖြစ်ကြောင်းအဆိုပါအဖွဲ့၏တာဝန်ရှိသူကသတိပေးထားပါတယ်။ကျမတဲ့တင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်။အားလုံးပဲရှင်လန်းချမ်းမြေကြပါစေရှင်။